မင်္ဂလာပါရှင်ဒီနေ့တော့ဖြိုကကြက်သားရည်ကြီးလေးလေးလှူစားဖြစ်လို့လုံနည်းလေးပြန်နေပြဝေးပေးကြပါရဲ့ရှင်ကျသားရင်ကြီးလေးတွေလှူစားဖို့ပါဝင်ပစ္စည်းလေးတွေကတော့ကျသားဦးမီခြင်းကျက်သွန်ဖြူနဲ့ရင်ကြီးပြားတို့လိုအပ်ပါရဲ့နော်ပထမဦးဆုံးဝယ်လာတဲ့ကျက်ရင်မုံသားကို အခွန်ခွာပြီးရောရေတိစားစေးပေးပါရဲ့ရှင် ေစိပြီးရဲ့ကြက်သားကိုကြိတ်ဖို့အတွက်ပြင်ဆင်ပါရနော်ကြိတ်မဲ့အထဲကိုကြက်သွန်ဖြူခြင်းစားတကြားပင်းငယ်ပြားရီတို့ကိုထည့်ပြီးတော့ကြိတ်လိုက်ပါရဲ့ရှင့် ဒါကတော့ကြက်သားလိုက်ထဲဝရောထဲဖို့အတွက်ဥဏီကိုပြင်ဆင်နေရဖြစ်ပါရဲ့နော်။ဥဏီကို အခွန်ခွာရေးဆေးပြီးအမြင်ရှည်လေးတွေချစ်လိုက်ပါရဲ့ရှင့်။ချစ်ထားတဲ့ဥနီမြင်းလေးတွေကို သေးသေးလေးတွေထပ်ပြီးရောလှီထားလိုက်ပါရနော်ဥနီလှီပြီးတာနဲ့ကြိတ်ထားတဲ့ကြက်သားတွေကိုထည့်ပါရရှင် ီးရင်တော့နှမ်းစီအနေငယ်ထည့်ပြီးတမအောင်ရောနေပေးပါရနော်ပါဝင်ပစ္စည်းအားလုံးပြင်ဆင်ပြီးရင်တော့ရင်းကြီးလေးလေးလေးစားလိုက်လို့ရပါပြီရှင်အသုံးပြုမဲ့ရင်းကြီးပြားကိုစီအနှံ့တုပ်လိုက်ပါရနော် ီတုတ်ပြီးတာနဲ့ကြက်သားနဲ့ဥလီအရောကိုဖြန့်ထည့်ပေးပါရရှင်။ကြက်သားကိုရင်းကြီးပြားပေါ်မှာတေချာလေးဖြန့်ထည့်ပေးရနော်လိတ်လိုက်ပါရနော်။အဲဆိုရင်တော့ရင်းကြီးကြတာလေးလေးရသွားပါပြီရှင်။ဖြိုးကအကြက်ရင်မုံသားတစ်ထုံးကိုရင်းကြီးလေးငါးလေးရပါရဲ့နော်။ လိုက်ထားတဲ့ရင်ကြီးလိုက်လေးတွေကိုပေါင်းအုံးနဲ့ပေါင်းပါမယ်ရှင်။ရင်နွေးငွေးနဲ့15မိနစ်ကျော်ပေါင်းပေးလိုက်ပါရနော်။15မိနစ်လောက်ပေါင်းပေးပြီးရင်တော့အတွင်းမှာထည့်ထားတဲ့ကြက်သားလေးကြက်ပါပြီရှင်။ဒါဆိုရင်တော့အေးခံပြီးလှီးဖို့အတွက်ပြင်ဆင်လိုက်ပါရနော်။ ိုးတီနေလောက်ပြသွားတဲ့ကြက်သားရင်ကြီးလေးလေးတွေကအဟာရလည်းပြည့်လောက်ဆရာတာလည်းတွေ့ကြပါရဲ့ရှင်။ဖြိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါရယ်နော်။အားလုံးပဲတာယာလှပတဲ့နေ့ရက်လေးတွေနေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်။